သူတော်ကောင်းတယောက်လောကမှာမွေးဖွားလာပြီဆိုရင်အများကောင်းကျိုးချမ်းသာရဖို့အတွက်ဖြစ်တယ်။အများဆင်းရဲဖို့အများကိုဒုက္ခပေးဖို့မဖြစ်ဘူးတဲ့။အများကောင်းစားဖို့အတွက်ဖြစ်လာတယ်။ကောင်းကင်ရံကနေမင်းကြီးထွက်လာတယ်ဆိုတာအများအလင်းရောင်ရဖို့အတွက်ဖြစ်တယ်။တဦးတယောက်တည်းအလင်းရောင်ရဖို့မဟုတ်ပါဘူး။မြတ်စွာဘုရားကအများအတွက်အကျိုးပြုတယ်ဆိုတာကိုနားလည်အောင်ဘယ်လိုပြောတုံးဆိုရင် ူတော်ကောင်းတဦးပေါ်ထွန်းလာခြင်းဟာတဲ့မိဘနှစ်ပါးအတွက်ကောင်းစားဖို့အတွက်ဖြစ်လာတဲ့တာသမီကသူတော်ကောင်းဆိုရင်မိဘတွေဘလောက်စိတ်ချမ်းသာလိုက်မလဲတာသမီကသူတော်ကောင်းဆိုရင်မိဘတွေဘလောက်များစိတ်ချမ်းသာလိုက်မလဲတားလိမ်မှာတမိလိမ်မှာဆိုတဲ့သူတော်ကောင်းကိုအကြောင်းပြုပြီးတော့မိဘတွေဟာနှလုံးစိတ်ဝမ်းအေးချမ်းပြီးတော့မကြောက်မကြမတောင်းမတနေနိုင်ရတယ် တာသမီးစိုးရထားပြီဆိုရင်တော့မိဘတွေဒုက္ခရောက်ပြီပဲ။ဒါကြောင့်မို့လို့သူတော်ကောင်းတစ်ယောက်ပေါ်ပေါက်လာပြီဆိုရင်နံပါတ်1မိဘနှစ်ပါးအတွက်အကျိုးရှိတယ်။နံပါတ်2ကအိမ်ထောင်ရှိလို့တာသမီးတွေရှိရင်လည်းပဲသူ့မိသားစုလည်းသူ့ကိုအမိပြုပြီးတော့ချမ်းသာဒုက္ခရကြတယ်။နံပါတ်3ကသူ့ကိုအမိပြုနေကြတဲ့အလौသမားတွေမူရန်အရာရန်တွေအတွက်လည်းပဲအကျိုးဖြစ်ထွန်းတယ်။နံပါတ်4အနေနဲ့ မိษွေတွေအပေါင်းအသင်းတွေအတွက်လည်းပဲကောင်းကျိုးချမ်းသာတွေရကြတယ်။နံပါတ်5ကြတော့တံမလွန်ဘုရားပြောင်းသွားကြတဲ့ဆွေဟောင်းမျိုးဟောင်းမိဟောင်းဆွေဟောင်းကာမကောင်အကြောင်းမလာလို့ပိတ်တာပုံရောက်သွားလို့ဇာယာမဲမဲတောက်ရမဲမဲဖြစ်နေတယ်။တံမလွန်လောကမှာရှိတဲ့ရွှေတွေမျိုးတွေအတွက်လည်းပဲသူကအကျိုးလွတ်ပွဲတွေလုပ်ပြီးတော့အမြတ်တမ်းတွေပေးဝေတဲ့အတွက်ကြောင့်သူ့ကိုအကြောင်းပြုပြီးတော့ချမ်းသာဒုက္ခတွေရကြတယ်။ အမြဝေတဲ့အခါသာဓုခေါ်လိုက်ရင်လွံ့မြောက်သွားကြပြီးတော့ကောင်းကျိုးချမ်းသာတွေရသွားကြတယ်။နံပါတ်6ကတော့တိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုးရာဇာတွေအတွက်လည်းပဲသူကကျေးဇူးပြုတယ်။သူတရားကို အမိပြုပြီးတော့တိုင်းပြည်လည်းပဲတာယာဝပြောတယ်တဲ့။လူတော်လူကောင်းကိုအကြောင်းပြုပြီးတော့တိုင်းပြည်မှာစီးပွားရေးတွေတိုးတက်လာတယ်၊ကြီးပွားရေးတွေတိုးတက်လာတယ်၊အသိပညာတွေတိုးတက်လာတယ်။အဲ့လိုတိုးတက်မှုတွေဖြစ်ပေါ်စေတယ်တဲ့။နံပါတ်9ကြတော့ ေဝတာနံတဲ့ကိုမမြင်ရပေမဲ့လို့ကိုရဲ့ပဝန်းကျင်မှာအိမ်ဆောင်နတ်တို့တောဆောင်နတ်တို့တောင်ဆောင်နတ်တို့ဆိုတာရှိတယ်။သူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်ဟာကိုပါလှုပ်လှုပ်နတ်တွေကိုအမြဝေဖို့မမေ့ဘူး။အဲ့ဒီအမြတမ်းပေးဝေမှုကြောင့်နတ်တွေလည်းပဲနတ်တွေကိုအကျိုးပြုရာရောက်တယ်တဲ့။နောက်နံပါတ်၈ကတော့ရဟန္တာပုဂ္ဂိုလ်သို့မဟုတ်ဘာသာရေးကိစ္စဆောင်ရွက်နေကြတဲ့သူတော်စင်သူတော်မြတ်တွေကိုလည်းအကျိုးပြုရာရောက်တယ်တဲ့။ တော်တော်ကောင်းပုံကိုကဒီလိုတွေအကျိုးပြုတယ်အားလုံးကိုလည်းပဲအကျိုးပြုတယ်ဒါကြောင့်မို့လို့တော်တော်ကောင်းသည်အားလုံးအတွက်ဖြစ်တယ်သူ့ကိုအမိပြုပြီးတော့အားလုံးဟာချမ်းသာဒုက္ခတွေဖြစ်ကြတယ်ဒါဟာမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးခေါ်ခဲ့တဲ့တပ်ပုရိတာတုတ်တန်အရာ ရှင်လင်းဟောပြခြင်းသာဖြစ်တယ်မိုးကိုအကြောင်းပြုပြီးတော့ကောက်ပဲသီးနှံတွေဖြစ်ထွန်းလာတဲ့အခါကောက်ပဲသီးနှံကိုအမိပြုရတဲ့လူတွေကောင်းစားသလို့ သူတော်ကောင်းတရားကိုအကြောင်းပြုပြီးအားလုံးကောင်းစားကြရဲဆိုတာကိုမှတ်သားနိုင်ပြီးတော့မိမိတို့ကိုယ်တိုင် သူတော်ကောင်းဖြစ်အောင်ကြင်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေအားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေ thank you